ချီးရှောပေးနေတဲ့ပရိသတ်တို့မင်္ဂလာပါ2025ခုနှစ် March 31ရက်နေ့တနင်္လာနေ့ဒီနေ့ဒီရက်တနင်္လာကျိုးမိသားရတီကိုကူပြောင်းတဲ့နေ့တစ်ခုဖြစ်တယ်ဒီနေ့တာမူလဆန်းရှင်တက္ကသပရိနိနေခတ်ဖြစ်တယ်လက်ဒီရကနောက်ရစတ္တိယရက်က အရှိရရံပေါ်ရရကနောက်တောင်ရတို့ဖြစ်ကြတယ်။ကောင်းငင်ကြိုနေထရပြိတရာဒီမှာဇာတာပလေးကြိုတည်ရှိတယ်။မေတုံရာဒီမှာအင်္ဂါကြိုတည်ရှိတယ်။ကံရာဒီမှာကိတ်ကြိုတည်ရှိတယ်။မေရာဒီမှာစနေကြိုတနင်္ဂနွေကြိုဘုဒ္ဓဟူတောက်ကြတဲ့ရာဟုကြိုတို့တည်ရှိတယ်။ ုထုကျော်နဲ့တောက်ကြကျူတို့ကတော့ပြတ်သွားပြီးတည်ရှိတယ်။မိဒါယာဒီမှာတော့တနည်းလာကျူတည်ရှိနေတာကိုတွေ့ရတယ်။ဒီနေ့တနေ့တာဂျိုနေသားကြောင့်မိဒါယာဒီဘွားတွေမှာထူးခြားတဲ့ပြောင်းလဲတွေဖြစ်စဉ်ဖြစ်လာမယ်။ကောင်းသောကံပြောင်းလဲနဲ့တွေ့တဲ့မှုရှိပဲလူမျိုးပဲအကျိုးပေးမယ်။ပိဋကယာတိဘာတွေမှာငွေကြီးကံကောင်းခြင်းလက်ပွင့်ခြင်းတို့ပြည့်စုံခြင်းနဲ့ဘဝထွက်တဲ့ခြင်းရှိ။မေတုံယာတိဘာတွေမှာအထုတည်းလဲကောင်းခြင်းကံနဲ့ လူရပြည့်စုံခြင်းရှိပဲဝေကြီးကံကောင်းခြင်းလူရပြည့်စုံခြင်းဘဝတိုးတက်ခြင်းကံမြတ်ပန်းခြင်းတွေရှိကရကရာသီပါးတွေမှာရံတိုက်ခနေတဲ့ထိတ်တိုက်တွေပဲစိတ်ပြပတ်သူပြပတ်ဖြစ်ပြီးမှလူရပြည့်စုံတယ်တရားဒီပါးတွေမှာတော့အထုတည်းကောင်းသောနေထိုင်တဲ့တိုးတက်တဲ့ကံတွေပေါ်ပေါ်ဝေကြီးကိစ္စဒုက္ခကိစ္စစိဝါကိစ္စတွေမှာထူးခြားစွာတိုးတက်နိုင်တဲ့ကံတွေရှိမယ် ကာယဒီဘာတွေမှာတော့အရာရာအစဉ်ပြေသောနေတာနဲ့တွတ်တက်တဲ့အခြေအနေကောင်းတွေကိုရရှိလိမ့်မယ်။ဘဝရည်ရွယ်ချက်တွေကိုလက်တွေ့ကောက်ထဲပေါ်ပြီးတော့တွတ်တက်တဲ့နေထိုင်ရမယ်။ကျူရာဒီဘာတွေမှာတော့သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်တွေကနေလောကိုင်းပြီးတော့ကိုယ့်ရဲ့တွတ်တက်မှုရနိုင်တယ်။ငွေကြေးကုန်ကြမ်းများပေမဲ့အလုံစည်းဝတွတ်တက်တာပေါ့။ပြိဿာရာဒီဘာတွေမှာ ခီးကံကောင်းမယ်။ လူမျိုးခွဲချိုးပေးမယ်ရက်ဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တဲ့ချိုးပေးမယ်ဓနုရာဒီဘွားတွေမှာ ဆုံးဖြတ်ချက်ခိုင်ပါမယ်ရေပန်းကြအောင်မြင်မယ်ဝေးကြီးကဘဝကတိုးတက်ခြင်းတွေကိုချိုးမယ်မကာရရာဒီဘွားတွေမှာထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်စိတ်ချမ်းသာမယ်ဒီနေ့မှာစလိုက်တဲ့ကိစ္စတွေကောင်းသောနာကတ်ကိုရနိုင်မယ်ကောင်းရာဒီဘွားတွေမှာ ရပိုင်권ဤပြန်ရမယ်ဝေချိကိစ္စပြောဆိုမှုတွေလည်းအစဉ်ပြေမယ်ရွေချက်အောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုရနိုင်တယ်မေယာဒီဘွားဒီမှာတော့သိတိထားရတယ်ပြောမှဆိုမှဖြစ်တတ်တယ်ဆုံးဖြတ်ချက်ပါတတ်တယ်အရာရာခေါင်းအေးနဲ့လို့ရတော့အစဉ်ပြေတယ်စိတ်လည်းမှန်ပါလို့ရမှားသွားတတ်တယ်တဏိတာကာလအတော်အတွက်မှာအပြာရောင်အညိုရောင်ပြီးလို့ရောင်တော့ ဝိစေသောဆွေ၍ကောင်းသောအကျိုးဆက်တွေကိုရရှိပြီလေအဖြူရောင်ပန်းဝင်လေးတွေဖျားတင်ခြင်းကိုနိဗ္ဗာန်မှာထားရှိခြင်းဖြင့်တနေ့တိုင်းရဲ့ကောင်းသောကံခွင့်ရေးကိုရရှိလိမ့်မယ်ကျေးဇူးတင်ပါတယ်